ါငါ့ကိုငါတို့မပြေးသေးဘူးလားမပြေးသေးဘူးလားလာလာပြောတော့ဟုတ်လားမင်းတို့အောက်လေမတိုက်နဲ့မင်းတို့အောက်လေတိုက်နေတာမင်းတို့ဘောအောင်မင်းတို့ပြန်ချီမင်းတို့ယူနီဖောင်းဝတ်တာနဲ့မင်းတို့ယူနီဖောင်းကိုမြင်တာနဲ့ဟိုတနက်ပါနေလို့တနက်မပါရင်ဆော့ခော့ကိုသရွေးထွေးခြင်းသရွေးနဲ့ထွေးပလိုက်ခြင်းနဲ့ပြည်သူလူထုမှအများကြီးဟုတ်ပါတိတာမင်းတို့မပြေးဘူးလက်အိန္ဒိချင်းနိုင်ငံလည်းမရှိတော့ဘူးတိတာမင်းတို့ဆုံရှုံသွားတဲ့လက်နက်တွေလည်းမနှဲတော့ဘူးငါတို့လက်ထဲမှာဟုတ်ပါတိတာပြီးတော့ရှိလို့ရှိရင်မင်းတို့ဒူးမထောက်ဘူးလက်ဘိုးချုပ်လည်းမရှိတော့ဘူးเนาะ ဟိုခန်းခံရတဲ့ဘုံမူးတွေလည်းမနှဲတော့ဘူးပြီးတော့တေွားတဲ့ဘိုးကြီးတွေလည်းမနှဲတော့ဘူးတေွားတဲ့စစ်ခွေးတွေဆိုတော့ပိုတော်များသေးတယ်သဘောပေါက်လားအဲ့တော့မင်းတို့ဘယ်လောက်ထိတောင်ရှုံးလဲဆိုလို့ရှိရင်စစ်ရှုံးလို့စစ်မနိုင်လို့သူများကလေးတွေပါပေါ်တာလိုက်ဆွဲပြီးတော့မှရှေ့တန်းကိုပို့ပြီးအပေခံခိုင်းနေလို့သူများကလေးတွေသေးတာလဲမင်းတို့မနှဲတော့ဘူးဒါလည်းမင်းတို့ကအမှတ်သေးခြင်းမရှိဘူးမင်းတို့ဘယ်တော့မှတောင်းတရရမှာလဲမင်းတို့အဖေမင်းအောင်လိုင်ကနိုင်ငံတကာမှာအကျွေးတွေနဲ့ ဟိုမှာအကျွေးတွေပက်ယူနေတာအကျွေးတွေမြန်မာနိုင်ငံမှာကျွေးမိတွေအများကြီးပဲအဲ့ဒီအကျွေးတွေမင်းတို့ဆက်ရအောင်မယ်ငါတို့ဟုတ်တယ်0ကလာခဲ့တဲ့ကောင်တွေငါတို့တို့ကဘာမှမဖြစ်ဘူး0ကလာခဲ့တဲ့ကောင်တွေသိလားငါတို့တေဝါပစေအောင်ဘာမှမဖြစ်ဘူးอืมသိလားမင်းတို့အကျွေးတန်ဖျာထဲမှာမင်းတို့ဆက်အောင်အဲ့မှာချုံခံပြီးတော့ဟုတ်ပါသိလားမင်းဖေပထွေးမင်းအွန်လိုင်းလောက်တာနဲ့ဟုတ်ပါဟုတ်ပါမင်းတို့ကအဲ့ဒါကိုဟိုဘာဖြစ်လဲမင်းတို့ကနိုင်ငံညာပြန်နေဆိုပြီးတော့ဘုံဝင်မြင့်ဟုတ်လားအင်းကြီးကြီးနိုင်ငံကိုပတ်စဖို့မပါပဲချောင်းကြော်ပြီးတော့မှ ပြေးဘူးတယ်ဆိုပြီးဘဝင်မြင့်နေရလားအလားအော်ရေစားတယ်ကွာအေးလေစားတယ်ကွာနော်ကိုကိုဆွဲတော့နေင်ချက်ပဲအဲ့ဒါနနမိတ်မြန်မာတနိုင်ငံလုံးပြည်သူတွေရဲ့အခြေခံလူအခွင့်အရေးတွေကိုချိုးဖောက်ယုံတာမကတပ်ဖြတ်ရိုက်နှက်ဖျက်ဆီးခြင်းတွေနဲ့ကြိုးချတဲ့ စစ်ကော်မရှင်ဟာသူရဲ့အာဏာသိမ်းမြေဖို့အတွက်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့အားစပြီးအပိုင်း၃ပိုင်းခွဲပြီးကျင်းပသွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ရွေးကောက်ပွဲအပိုင်း၁ကိုဒီဇင်ဘာလ28ရက်နေ့မြို့နယ်တရားနည်းမြို့နယ်မှာကျင်းပသွားမှာဖြစ်ပြီးအပိုင်းနည်းနဲ့၃ကိုတော့2026ခုနှစ် January လအတွင်းမှာကျင်းပသွားမယ်လို့သိရပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်အပိုင်း၁ရွေးကောက်ပွဲမှာပချင်းပြည်နယ်ထက်ကတနိုင်းခေါလံဖူးနောင်မွန်းဘူတာအို မုံငင်းမစ်ချီနာစတဲ့မြို့နယ်တွေပါဝင်ပြီး2026ခုနှစ် January လ17ရက်နေ့မှာကျင်းပထွားမယ်အပိုင်းနှစ်ရွေးကောက်ပွဲမှာတော့မချမ်းပေါ်မိုးကောင်ဝိုင်းမော်မြို့နယ်တွေပါဝင်နေတာတွေ့ရပါတယ်။တောင်တန်းတွေနဲ့ရေမြေတဘာဝတယံစာတာပိုးချွေဝါလို့ရေကြီးတောင်မြင်တွေ့ရတဲ့ကချင်ပြည်နယ်ဟာဆိုရင်2023ခုနှစ်တကြော့ပြန်စစ်ပွဲကြောင်းရန်ငွေတွေနဲ့ပြန်လည်လွှမ်းမိုးခံရပြီးနေစင်ရက်ဆက် ပြည်သူတွေဒုက္ခမြင်ပြလေတဲ့ကုခတ်နေရတာဟာ14နှစ်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုစစ်ဘေးတန်ဘေးပေါင်းများစွာတဲ့စ조사ရုံးကန်ရှင်တန်နေရတဲ့ကချင်လူငယ်တွေရွေးကောက်ပွဲဆိုတာကိုဘလို့နားလေထားကြလဲ။ရွေးကောက်ပွဲဆိုတာသူတို့ရင်ထဲမှာဘလို့အရာလဲ။စစ်ကောက်မရှင်ကကျင်ပါပြုလုံးမဲ့ရွေးကောက်ပွဲအပေါ်ဘလို့ပြောကြလဲ။သူတို့ဘလို့ခန်းစားကြလေဆိုတော့မေခွန်းတွေအပေါ်မှာအခြေခံပြီးကျမတို့ကချင် waves တည်င်းဌာနက ီလာရဲ့လူငယ်ဘဝလူငယ်ကဏ္ဍအစီအစဉ်မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုတဲ့ဟာကတော့အဓိကတော့ဒီဟိုဒီမိုကရေစီစနစ်မှာဟိုအရေးပါဆုံးကတော့ဒါရွေးကောက်ပွဲပဲပေါ့။အစိုးရတရဲ့ state တရဲ့ government တရဲ့ကိုဒါဖွဲ့စည်းနိုင်မှုပြည်သူလူထုကို service ပေးနိုင်မှုဆိုတဲ့ဟာကိုလုပ်တဲ့အချိန်မှာဒီရွေးကောက်ပွဲဆိုတာကအင်တန်ရေးကြီးရယ်ပေါ့နော်။ဒါအဲ ရွေးကောက်ပွဲစစခဲ့တဲ့ဒါတမိုင်းချောင်းရပြောရမယ်ဆိုတော့ degree တွေရန်နေပြီးမှဒီ democracy ဆိုတဲ့စနစ်ကိုသူတို့ရှာဖွေတွေ့ရှိမှဒီကနေပြီးမှပဲသူတို့တွေစပြီးမှစခဲ့တယ်ပေါ့နော်စတဲ့ဒီစတဲ့ရွေးကောက်ပွဲတော့ဒါ direct democracy ဆိုတဲ့အတိုင်းသူတို့ nobel တွေအာကနေမှဒီသူတို့အုပ်ချုပ်မြင့်လုံးမဲ့သူရွေးချယ်တယ်သူတို့အုပ်ချုပ်မဲ့အစိုးရကိုရွေးချယ်တယ်ပေါ့နောက်ပိုင်းမှာပဲဒီ parliamentary democracy စနစ် ကနေရွေးကောက်တင်မြောက်တဲ့ရွေးကောက်ပွဲစနစ်ပြီးတော့ရင်ဒီအာ presidential democracy ရွေးကောက်ပွဲစနစ်ပေါ့နော်အဲ့လိုမျိုးတွေပေါ်ပေါက်လာတယ်လက်ရှိဗမာပြည်မှာတော့ဒါ parliamentary ပုံစံမျိုးကိုကျွန်တော်တို့တွားတယ်ပေါ့နော်အဓိကတော့ဒါ PDL2 ကနေဟိုရွေးကောက်တယ်ဟိုဟိုပြီးတော့ရင်ဒါဟိုဟာဒီ legalist legislative branch ဆိုရဲဒီလွတ်တော်ကိုရွေးကောက်တယ်ပြီးမှ executive branch ဆိုရဲဟာကိုဖွဲ့စည်းတယ်ပေါ့နော်ဒါပေမဲ့လက်ရှိနောက်ဆို2025ဘာမှပြီးရွေးကောက်ပွဲရတော့ဒါကတော့ဟိုစကားလုံးတစ်လုံးထဲနဲ့ပြောရမယ်ဆိုတော့ sham election လို့ကျွန်တော်ပြောရမှာပေါ့နော်အတူအောင်ရွေးကောက်ပွဲပေါ့နော်ဒါတချို့နိုင်ငံတွေမှာတော့ show election လို့ခေါ်တာပေါ့နော်သူကတော့အသက်20နှစ်အရွယ်ခန့်ကချင်ပြည်နယ်မြစ်ချနာမြို့ကတက်ကြွလူငယ်တူလပန်ဆောင်မြို့မှပဲဖြစ်ပါတယ် စစ်ကော်မရှင်ကကျင်းပမဲ့ဒီရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့အတုအယောင်ရွေးကောက်ပွဲတာဖြစ်ကြောင်းတတိချထုတ်ပြောလာပါတယ်။ရွေးကောက်ပွဲ election ဆိုတာတိုင်းပြည်တနိုင်ငံရဲ့အနာဂတ်ကိုသတ်မှတ်ပေးနိုင်တဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင်းအရေးကြီးတဲ့အခမ်းကဏ္ဍတစ်ရပ်ပါ။ဒါကြောင့်ရွေးကောက်ပွဲမရှိရင်ဒီမိုကရေစီမရှိနိုင်တယ်လို့ဒီမိုကရေစီမရှိရင်လည်းပြည်သူ့အခွင့်အရေး ကြဆုံးမယ်ဆိုတဲ့သဘောတရားကိုတန်ဖိုးထားစုပ်ကင်ထားတဲ့ကိုလပန်စုံမျိုးမိုက်အတွက် အသက်20နှစ်ပြည့်လို့ပထမဦးဆုံးမေးပေးခွင့်ပိုင်ဆိုင်ရတဲ့အချိန်အခါဖြစ်ပေမဲ့စစ်ကမရှင်ရဲ့မတရားမှုနဲ့အတုအယောင်ရွေးကောက်ပွဲကိုကြုံတွေ့ရတဲ့အတွက်ကြောင့်စိတ်မကောင်းဖြစ်ရတယ်လို့သူကဆက်ပြီးပြောပြပါဗျ။ပထမဆုံးမေးပေးတဲ့အချိန်မှာဒီလိုမျိုးကြုံတွေ့ရတဲ့အတွက်ကြောင့်မို့တော့ဟို ဟိုဟိုစိတ်မကောင်းဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့ personally အရာဆိုတော့ကျွန်တော်ကဒါ partition democracy ရွေးကောက်ပွဲနဲ့ဟိုတက်လာတဲ့ဖြစ်တည်လာတဲ့အစိုးရတရက်ကိုကျွန်တော်အနေနဲ့အမြဲတမ်းမျှော်လင့်နေဗမာပြည်ရဲ့နိုင်ငံရေးဒီဟိုနှစ်ပေါင်းများစွာတပါတီအာဏာရှင်ဟိုစနစ်ပြီးတော့ဆက်အာဏာရှင်စနစ်ရဲ့ဒီ ဟိုအောက်မှာနေပေါင်းများဆိုကြကြာရှိဆိုခံစားလာခဲ့ရတယ်နေခဲ့ရတယ်ဆိုကြောင့်မဗမာပြည်သူတွေအနေနဲ့ဒါစစ်မှန်တဲ့ဒီမိုကရေစီနဲ့စစ်မှန်တဲ့ရွေးကောက်ပွဲအောက်မှာဟိုရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရတရက်ကိုမရရှိခဲ့ဘူးเนาะအဲ့ဒီမရရှိတဲ့အကျိုးဆက်ကြောင့်ပို့ဒါဒီဗမာပြည်သူလူထုအနေနဲ့ဒါဟိုနင့်နာဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်ပေါ့နော်တခြားတိုင်းပြည်တွေနဲ့ရှင်မဲ့ဆိုရင်လည်းအများကြီးဟိုနောက်ကျခဲ့တာမျိုးတွေဟို ညာရေးရဆိုလဲနောက်ကျခဲ့တာမျိုးတွေစီးပွားရေးရဆိုလဲအများရန်တာအကြက်တဲတွေကြားထဲမှာပဲရင်ဆိုင်ခဲ့ရတဲ့အခြေအနေမျိုးတွေရှိရပေါ့နော်ဒါကတော့ဒီမိုကရေစီစစ်မှန်တဲ့ပါလီမန်ဒီမိုကရေစီဒီစနစ်မရှိခဲ့လို့ဖြစ်လာတဲ့အကျိုးဆက်တွေပေါ့နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တော့ဒါဟိုအများရန်ဒီပါလီမန်ဒီမိုကရေစီရေကောက်ပွင့်တဲ့တက်လာမဲ့အစိုးရအများရန်မျောလင့်နေပေါ့နော်ဒါပေမဲ့လည်းဟိုဟိုအခုအခြေအနေမျိုးဟိုကျွန်တော်တို့တချံပြန်ကြုံတွေ့ရတဲ့အချိန်မှာတော့ဒါစိတ်မကောင်းဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အမြင်ပါ စစ်ကောင်စီကအယောင်ဆောင်ရွေးကောက်ပွဲကို ဖန်တီးပြုတ်လုံနေတယ်လို့တဖက်မှာလည်းအပြစ်မဲ့အယက်သားပြည်သူတွေကို ရရဆက်ဆက်တပ်ဖြတ်ဖမ်းဆီးနှိပ်စက်တာတွေကိုနေတူကကျွလွနေစေပါပဲ AAPP Assistance Association for Political Prisoners Burma ရဲ့နောက်ဆုံးထုတ်ပြန်ချက်ကိုကြည့်ရင်စစ်ကောင်စီရဲ့မတရားဖမ်းဆီးတပ်ဖြတ်မှုကြောင့်အသက်သေဆုံးသူပြည်သူစုစုပေါင်း9468ယောက်သေဆုံးကြောင်း မတ်တမ်းမှာပါရှိပြီး6100ခန့်တော်ပြည်သူတွေရဲ့ဒိတ်ဆုံမှုစီးရင်ကိုတော့အတိပြုရန်လိုအပ်နေစေဖြစ်ကြောင်းဖော်ပြထားပါတယ်။အလားတူကချင်ပြည်နယ်မှာလည်းနေညာရက်ဆက်လက်နက်ကြီးလက်နက်ငယ်လေရင်ဘုံတွေနဲ့ပြည်သူအိုးအိမ်တွေကိုဖျက်လို့ဖျက်ဆီးခံရပြီးအစုလိုက်အပြုံလိုက်ဒိတ်ဆုံမှုတွေကျွလွန်ခံရစေဖြစ်ပါတယ်။ချမရေးရတန်းသူညီများရဲ့ LGBT အရေးတွေမှာတက်ကြွစွာ ပါဝင်လှုပ်ရှားပြီးဒီမိုကရေစီတရားမျှတရေးတွေကိုကိုယ်တိုင်ပါဝင်တိုက်ယူနေတဲ့လူငယ်ဒေစီတယောက်ကတော့စစ်ကော်မရှင်ဟာဘလုတ်ဘိန်နီဘေပုံနဲ့မှ အစိုးရတရရဲ့လုပ်ငန်းဆောင်တာတွေကိုတာဝန်ယူဥဆောင်နိုင်မှာမဟုတ်ကြောင်းအခိုင်အမာပြောဆိုလိုက်ပြီးဒီလိုအကြမ်းဖက်စစ်တပ်ကိုနိုင်ငံရေးကနေဖိရှားနိုင်မှသာလေဒီမိုကရေစီအစစ်မှန်တဲ့ရွေးကောက်ပွဲကိုမြန်မာပြည်သူပြည်သားတွေပိုင်ဆိုင်နိုင်မှာဖြစ်တယ်လို့ဖွင့်ဆိုပါတယ် တစ်ဖက်မှာလည်းအစိုးရတရအနေနဲ့ရည်တည်မယ်ဆိုရင်ကျွန်တော်တို့ကြားမ LGBT အပါအဝင်ပေါ့နော်ဒီ disable လိုမျိုးမတန်ဆွမ်းနေအာတခြားတော့ထိလေချလေဖြစ်တဲ့အုပ်စုတွေအသက်အရွယ်ကြီးနေတဲ့သူတွေပေါ့နော်အများကြီးပဲကျွန်တော်တို့အလုတ်ကင်မလုတ်စားနိုင်တဲ့တော့ရဲ့သူတွေပေါ့ဒီလိုလူသားအားလုံးကိုကိုစားပြုပြီးမှအမခံချက်ပေးနိုင်မယ်ပြည်သူတွေရဲ့စီပင်တာယာဝအဖြိုးရေးကိုကိုစားပြုနိုင်မယ်ဆိုတဲ့အဖွဲ့အစည်းကဒါကျွန်တော်တို့အစိုးရတစ်ခုအနေနဲ့တမလို့ရတာဖြစ်တယ်ပေါ့ စစ်ကော်မရှင်ကိုအစိုးရတခုအနေနဲ့တတ်မှတ်လားဆိုကျွန်တော်တို့စစ်ကော်မရှင်ကိုအစိုးရအနေနဲ့တတ်မှတ်လို့မရအောင်ဒါဒီလက်နက်ကင်အဖွဲ့အစည်းတခုတာဖြစ်တယ်ပေါ့နော်လက်နက်ကင်မှာတော့မှသူတို့ကအချမ်းဖက်လက်နက်ကင်အဖွဲ့အစည်းတည်းရဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူအခွင့်အရေးကြည့်မယ်ဆိုရင်ပြည်သူတွေရဲ့အတက်ဝိုင်းစည်းစိမ်တွေပြည်သူတွေရဲ့တာယာတဲ့နေရာတွေမှာသူတို့ကလိုက်ဖြက်စည်းတယ်အထူးသဖြင့်လေရင်ပုံးကျဲတယ်လက်နက်ကြီးတွေကျဲတယ်ကျွန်တော်တို့အညာတွေထဲမှာဆိုရင်လေထိတယ်နဲ့လိုက်ပစ်တယ်ပေါ့နော်တိုက်ပွဲဆိုတာကတော့စစ်ဘက်ဆိုင်ရာတိုက်ပွဲဆိုကျွန်တော်တို့ရန်တူနဲ့တိုက်ရတာဖြစ်တယ်ပေါ့ ရန်သူလို့တတ်မှတ်ထားတဲ့လူတွေနဲ့တိုက်ခိုက်ရတာဖြစ်တယ်။ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်တို့ target group လုပ်လို့မရဘူး။ပြည်သူတွေပြစ်မှတ်ထားလို့မရဘူး။ဆိုတော့အခါကျတော့ကျွန်တော်တို့ကအကူစစ်စစ်ကော်မရှင်ကဘာလုပ်လဲဆိုတော့ပြည်သူတွေကိုပြစ်မှတ်ထားလာတယ်။ဘာလို့လဲဆိုတော့ပြည်သူဒီ power ဖြစ်တယ်ဆိုတာသူတို့သိရနော်။ကျွန်တော်တို့ population is a power ဆိုတာသူတို့နားလဲ။အဲ့လိုနားလဲခါကျဒီ power တွေကိုသူကကြောက်အောင်ချင်းချောက်လိုက်တာဖြစ်တယ်။နည်းနည်းကြီးငယ်လေးလေးရင်းနေဘုံကျဲတယ်လူတွေရဲ့ခန္ဓာကိုယ်တွေအပိုင်းပိုင်းဆုတ်ပြတ်တတ်တယ်။ လူတွေကနှလုံးသားရတယ်၊ကွက်အက်တည်ရတယ်ပေါ့နော်။ဟိုဟက်တက်ကွဲရတာပေါ့နော်။မမြင်တာတော့ဘူး၊ယူသွားရတော့တဲ့အထိခံစားရအောင်သူတို့ကလုံနေတာဖြစ်တယ်။ဒီလိုလုံနေတဲ့လူတွေကဘလို့အစိုးရတစ်ခုကိုဥဆောင်နိုင်မှာလဲ။ဟုတ်ဘူးလား။ဘလို့လူအစိုးဘလို့အစိုးရတရက်အနေနဲ့ပြည်သူတွေကိုအုပ်ဆိုးမှာလဲပေါ့။အဲတပတ်မှာလဲတိုက်ပွဲပေါ်ဆောင်တဲ့နေရာမှာမလိုလားအပ်တဲ့အမျိုးသမီးတွေကအကြမ်းဖက်တာတွေရှိတယ်။အများကြီးပဲနော်။ဒါမတိမတိလိုက်တဲ့ဟာတွေရှိတယ်လို့ကျွန်တော်တို့ကချင်ပြည်နယ်မှာဆိုရင်2017ကတည်းကနေကျွန်တော်တို့ကစစ်တမ်းကိုခံစားခဲ့ရတာဖြစ်တယ်။ ကျွန်တော်ကချင်က KBC ဆာမနေရောက်ပေါ့နော်ကောင်းခါကဆာမနေရောက်ဆိုရင်အရန်ခစ်စားတယ် GBB ပေါ့နော် Gender based violence ထဲမှာတော့ rape case and deadly case ပေါ့နော်ကျွန်တော်တို့ဆာမနေရောက်ကိုမတိန်ကျင်လိုက်တယ်ဓာတ်တွေနဲ့ထိုးသွားတယ်ပြီးတဲ့ခါကျရင်ခန္ဓာကိုယ်တွေကိုလီးသွားတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်ကချင်ပြည်နယ်မှာဆိုဒီရဲ့ဒဏ်ကိုအများကြီးခံစားခဲ့ရတယ်ဒါကြောင့်မို့ဟိုစစ်စစ်ကော်မရှင်ကအစိုးရတရားအနေနဲ့ရပ်တည်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ယူဆပါတယ် နောက်ထပ်ဒေဂီတာတွေကိုအထူးလေးလာစီပူပြီးတေးရေးဆရာအဖြစ်ရောတချင်းထုတ်လုပ်သူအဖြစ်ရောစ조사ရုံးကန်နေတဲ့ကချင်လူငယ်ဒီလာကတော့သူ့ရဲ့ငယ်ဘဝဟာစစ်မီအောင်မရှင်တန်ကြီးပြင်းလာခဲ့ရပြီး အသက်၁၈နှစ်ပြည့်ပြီးနောက်ပထမဦးဆုံး၂015ရွေးကောက်ပွဲမှာစစ်မှန်တဲ့ဒီမိုကရေစီနဲ့ငင်းချမှုကိုယူဆောင်ပေးမယ်လို့သူရဲ့ယုံကြည်ရဲ့အတိုင်း NLD ကိုမေးပေးခဲ့တဲ့အကြောင်းအတွေ့အကြုံတွေကိုပြောပြလာပါတယ်။၂020ခုနှစ်ရွေးကောက်ပွဲမှာလည်းသူနီးသူစွာ NLD ကိုပဲထပ်မံရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။မဲပေးဘူးလားဆိုတော့ပေးဘူးပါတယ်ပထမဆုံးမဲကဘယ်သူပေးလဲဆိုတော့ကျွန်တော် LD ပါတီကိုပေးတာပါပထမဆုံးမဲပေးမယ်လို့စဉ်းစားတဲ့ခါကျတော့ကျွန်တော်ကအာ ကျွန်တော်ကြီးပြင်းလာတဲ့အနေအထားအရအဲ့ချိန်ကအစိုးရအဖွဲ့ကကျွန်တော်ယုံကြည်လို့မရနိုင်ဘူးပဲဒီတော့အဲ့ချိန်မှာကျွန်တော်တို့ယုံကြည်လို့ရနိုင်တဲ့တခုတည်းတော့အရာ LD ပါတီဖြစ်နေဒီတော့ကျွန်တော်က LD အကြောင်းကိုအဲ့လောက်တော့မတိဘူးဒါမဲ့ကျွန်တော်ကဩအတိတ်ဆိုတော့ကောင်းမှာပါပေါ့ဒီတော့ကျွန်တော် LD ပေးလိုက်တယ်ဒီတော့ပထမအဆုံးတစ်ချိန်ပေါ့ဘသူပေးလဲဆိုတော့ဒိုဆုပေးရပါတော့ NLD ဒုတိယတက်တန်းအတွက်စတင်လာချိန်မှာပဲလက်ရှိစစ်ကော်မရှင်ဆိုတဲ့အမည်ပြောင်းထားတဲ့စစ်ကောင်စီဟာ 2021ခုနှစ် February 3ရက်နေ့မှာအာနာသိမ့်လိုက်ပြီးသူ့ရဲ့အာနာဆက်လက်တည်မြေဖို့ရွေးကောက်ပွဲရနေထွက်လန်းရှာနေတာလည်းဖြစ်ပါတယ်။ဒီလာအပါဝင် လပန်စုံမျိုးမိုင်နဲ့ဒေစီတို့ကိုလက်ရှိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပေါ်ဘလောက်ထိမျောလင်းထားကြောင်းယုံကြည်ထားကြောင်းနဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတဲ့အထူးသဖြင့်ကချင်ပြည်နယ်ကကုစလီလောင်းတွေအပေါ်နိုင်ငံရေးအရာယုံကြည်စိတ်ချနိုင်လားဆိုတဲ့မေးခွန်းတွေကို မေးလိုက်ရမှာတော့သူတို့တွေဟာမတူညီတဲ့ဘဝတိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့လူငယ်တွေဖြစ်ကြပေမဲ့သူတို့ရဲ့အတန်ကတော့တဒံတွေပဲထွက်ပေါ်လို့လာပါတယ်။အခုတခါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်အကျရင်တော့သူကအယောင်ဆောင်တဲ့ရွေးကောက်ပွဲလို့ပဲပြောလို့ရမှာပေါ့။သူကဘာလို့လဲဆိုတော့အော်ကျွန်တော်တို့မြန်မာနိုင်ငံမှာပြောနေတဲ့ကဘာလုံးကဒါကြီးကိုအခုတော်တော် line နေမှာလဲအများကြီးတွေ့ရပါတော့သူကအတူရောင်ဆန်တဲ့ရွေးကောက်ပွဲမှာတကဘာလုံးကတည်နေတယ်ကန့်ကွက်တယ် ဒီကြားထဲကနေမှဒီရွေးကောက်ပွဲဖြစ်လာရယ်ဆိုတော့အော်လုံးဝလက်ခံလို့မရတဲ့ရွေးကောက်ပွဲပါဒီရွေးကောက်ပွဲမှာဘသူပဲတက်လာတက်လာတွတ်လတ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးတရားများတဲ့ရွေးကောက်ပွဲမဟုတ်တော့ကျွန်တော်တို့အနေနဲ့ဘာမှတော့မမျှော်လင့်ထားပါဘူးလို့အစိုးရတစ်ခုအနေနဲ့ရတီကြမဲ့ဒီလူပုဂ္ဂိုလ်တွေပေါ့နော်ရွေးကောက်ခံအမှတ်လောင်းနေတာဆိုရင်ကျွန်တော်တို့ပြည်သူတွေကိုကြည့်ရမှာပေါ့ ကချင်လို့ပြောလိုက်ရင်တော့မနာကျင်စရာတွေအများများတယ်လေနော်ခဏကပြောတဲ့ case တွေတခြား case တွေကျွန်တော်တို့မီးလောင်ပြကြနေရမျိုးပြတဲ့အများကြီးရှိတယ်ဒီလူတွေရဲ့အနာတရတွေကိုဘယ်သူလောက်ခဲ့လဲဆိုတာတိတိလျက်နဲ့တောင်မှကျွန်တော်တို့ဒီပေါ့နော်ဒီလူအုပ်စုကဥဆောင်နေတဲ့အဖွဲ့အစည်းနောက်ကိုလိုက်လာနေတဲ့လူတွေကိုဆိုရင်ကျွန်တော်တို့က ဘလို့ရက်တည်မလဲလို့ပြောနိုင်ပါမလဲဒါရှင်းရှင်းလေးပဲအဖြစ်ရပါတော့ဟိုကချင်လူတုအတွက်မဟုတ်ဘူးသူတို့ကိုသူတို့အောင်ယုံကြည်မှုမရှိတော့ဘူးလို့ထင်တယ်ပေါ့နော်ကချင်လူတုကချင်တွေရဲ့ပြည်သူကချင်ပြည်သူတွေအတွက်ကတော့ဘလို့မဟုတ်မှဥဆောင်လို့ကိုစားပြုလို့မရပါဘူးဒီ frame ဖြစ်တဲ့ system တခုမှဟိုဝင်ရောက်ရှင်ပြိုင်မဲ့လူတွေကဘလောက်ကောင်းနေကောင်းနေဟို frame ဖြစ်ပါအောင်ဆိုပေါ့ဥပမာ individually ကဒီအမတ်ကအင်မတန်ကောင်းနေရေပေါ့နော်ကောင်းနေရေဆိုရင်တော့ frame ဖြစ်တဲ့အချိန်မှာသူတို့ကိုယ်တိုင်ကလည်း တကယ် fair ဖြစ်တဲ့အရာကိုတွားနိုင်မှာမဟုတ်ဘူးအဲ့ဒါအဲ့တခုတော့ရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ဟိုတချို့နေရာတွေမှာဆိုဥမာကျွန်တော်ကြားတယ် Man City တို့လိုနေရာတွေမှာဒီဟိုမဲဆန္ဒတွေသူတို့ဟိုလှုပ်ထားတာရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုပြိုင်ဘက်ပြိုင်ဘက်မရှိအနိုင်ရမဲ့အမတ်အမတ်တွေကတော့ဒါရှိပြီးသားပေါ့နော်ပြီးတော့တချို့မဲဆန္ဒတွေမှာလည်းရှိရဲဒါတယောက်တည်းပဲဒီရွေးကောက်ခံကိုယ်စားလှယ်တယောက်တည်းပဲရှိနေတယ်အဲ့လိုမျိုးဆိုရင်ကြတော့ဒါဒါကလည်းဘယ်လိုပြောရမလဲ ဘာမှရွေးကောက်ခံစရာတောင်မှမလိုပဲနဲ့တန်းနိုင်မဲ့တူပေါ့နော်တန်းလူတော်ထဲရောက်မဲ့တူဆိုတော့ဘလို့မှတော့ fee and fair မဖြစ်နေဘူးပေါ့နော်အဓိကတော့ဒီ system အောက်မှာဟိုဒီ champ election ပေါ့နော်ဒီနိုင်ငံတကာကလည်းပြောနေတယ်ပြည်သူလူထုကလည်းဒီ election ကိုစစ်မှန်တယ်ဆိုတဲ့ဟာကိုသူတို့ကတော့မယုံကြည်ဘူးပေါ့နော်မယုံကြည်တဲ့အမှမှပြိုင်မယ်ဆိုရင်လည်းဒါကတော့စစ်မှန်တယ်တရားမျှတတယ်တကယ်ကောင်းမွန်တဲ့ထွက်ပေါက်တစ်ခုကိုနိုင်ငံရေးအချက်အသေး သူတို့အတွက်တော့အချက်ထွက်ပေါက်ဖြစ်သွားဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းပီတူလူထုတကယ်လိုအပ်တဲ့နိုင်ငံရေးအချက်တဲစီးပွားရေးအချက်တဲပညာရေးအချက်တဲပီတူလူထုရဲ့ထွက်ပေါက်တခုတော့မဖြစ်လာနိုင်အောင်ဒါပေမဲ့သူတို့အစိုးရရဲ့စစ်ကော်မရှင်ရဲ့ထွက်ပေါက်ဖြစ်နိုင်တယ်ပြီးတွင်းမှာရှိရတာနိုင်ငံရေးဖိအားတွေပြီးပါမှာရှိရနိုင်ငံရေးဖိအားတွေကိုထွက်ပေါက်ဖြစ်နိုင်တယ်ဒါပေမဲ့ပီတူလူထုရဲ့ထွက်ပေါက်တော့မဖြစ်နိုင်ဘူးပေါ့နော်အဓိကတော့ပီတူလူထုရဲ့ထွက်ပေါက်ဖြစ်ဖို့ဆိုတာကတော့ဒါရှင်းရှင်းလေးပဲ စစ်တပ်ကနေစစ်တပ်ကိုနိုင်ငံရေးကနေဖယ်ရှားနိုင်မှာပဲစစ်တပ်ကိုအစိုးရဆိုတဲ့ကဏ္ဍကနေအုပ်ချုပ်ရေးဆိုတဲ့ကဏ္ဍကနေဖယ်ရှားနိုင်မှာပဲတကယ်စစ်မှန်တဲ့အစိုးရတရက်စစ်မှန်တဲ့ရွေးကောက်ပွဲတရက်ကိုဖန်တီးနိုင်မှာပေါ့နော်အဲ့လိုအဲ့လိုလိုဖြစ်နိုင်ဖို့ကလည်းကျွန်တော်တို့ကတော့ဒါဟိုစူးစမ်းရမှာပေါ့နော်အကုန်လုံးဒါစစ်စစ်မှန်တဲ့ဒီအရွေးကိုရောက်ရှိနိုင်ဖို့ကလည်းကျွန်တော်တို့ကတော့ဒါ practical ကြရတဲ့ဒါ action plan အနေနဲ့ကျွန်တော်တို့တွားရမှာပေါ့အဲ့လိုတော့ရှိမယ်လို့တော့ကျွန်တော်ထင်ပါတယ် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေဝရမ်းပြည်တရားခဏ်အဖြစ်ရှောက်ထားခံထားရတဲ့မင်းအွန်လိုင်းမှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အခွင့်အာဏာမရှိဘူးလို့ GNU ကပြည်သူတွေကိုထပ်မံအသိပေးကြေညာလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာဥပဒေကြောင်းအရလဲတရားမဝင်တဲ့အပြင်လွတ်လပ်တရားမျှတမှုလည်းမရှိနိုင်ငံတကာကလည်းအသိမှတ်မပြုဘဲပြည်တွင်းကပြည်သူအများစုကပါလက်ခံမှုမရှိသလို သူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာအတင်းအကျပ်ပြုတ်လုပ်ဖို့စီစဉ်နေတာဖြစ်ပြီးအဲ့ဒီလိုတရားမဝင်တဲ့ရွေးကောက်ပွဲကို GNU အနေနဲ့လုံးဝလက်မခံသလိုပြည်သူတွေအနေနဲ့လည်းတမိုင်းတရားခံမဖြစ်ဖို့အဲ့ဒီစစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့အဲ့လို GNU ကထပ်မံနှိုးဆော်အတိပေးထားပါတယ်ဒါအပြင်နိုင်ငံတကာနိုင်ငံမှာရွေးကောက်ပွဲလုပ်တော့မယ်ဆိုရင်တနိုင်ငံလုံးကပြည်သူတွေအားလုံးရဲ့သဘောဆန္ဒပါဝင်ရမှာဖြစ်ပြီး အခုမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတနိုင်ငံလုံးကပြည်သူတွေအားလုံးရဲ့သဘောဆန္ဒမပပဲသူတို့စစ်တပ်ကထိမ့်ချုပ်ထားတဲ့နေရာတွေမှာသာကွက်ပြီးတော့ပြုတ်လုံမဲ့ရွေးကောက်ပွဲမျိုးတာဖြစ်တဲ့အတွက်ပြည်သူလူထုအားလုံးရဲ့ဆန္ဒမပါပြည်သူလူထုသဘောနဲ့ကန့်ညီမှုမရှိတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်တဲ့အပြင်နိုင်ငံရေးအရဆိုရင်လည်းစစ်မှန်တဲ့နိုင်ငံရေးဖြည့်ရှင်းချက်မဟုတ်ဘူးလို့ KNU ကပြည်သူတွေကိုအတိပေးထားပါတယ်ဒါအပြင် အရေးကြီးဆုံးအချက်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပဖို့လုပ်နေတဲ့သူမင်းအောင်လှိုင်ဟာနိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေဝရမ်းပြည်တရားခဏ်အဖြစ်ရှောက်ထားခံရသူဖြစ်နေပြီးအဲ့ဒီလိုလူဟာပြည်သူလူထုကိုကိုးစားပြုမဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အခွင့်အာဏာမရှိတဲ့အပြင်မင်းအောင်လှိုင်ဥဆောင်တဲ့စစ်တပ်ဟာ2021ခုနှစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီးပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တာဟာ လက်ရှိအချိန်ထိရတပစ်မှတ်တွေကိုဥတီပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေဇက်တိုက်ကျူးလွန်ထားတာတွေကြောင့်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေဝရမ်းပြည်တရားခဏ်အဖြစ်ရှောက်ထားခံရပြီးဖြစ်တယ်။မင်းအွန်လိုင်းနဲ့အပေါင်းပါစစ်ဘုတ်ချုပ်တွေမှာရွေးကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိဘူးလို့ KNU ကပြောထားပါတယ်။ဒါပြင်အချက်ဖတ်မင်းအွန်လိုင်းကိုရိုင်းကကာကွယ်ရေးဦးစီးချုပ်အဖြစ်ကနေယာယီသမရယာဒုကိုပါသူ့အတူလက်လွဲယူထားပြီးဒိုင်းပြည်အာဏာကိုမတရားလုယူထားမှုတွေဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါလိုဒလိုအသုံးချပြီးတော့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ဥပဒေကြောင်းအရာကိုမဲအွန်လိုင်းနဲ့အပေါင်းပါစစ်ဘုတ်ချုပ်တွေဟာနိုင်ငံတော်ကိုတစ္ဆာပေါက်ဖြက်ပုံကံမှုစစ်ပုံကံမှုဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကိုတမင်တကာသုံးမဟုတ်ရည်ရွယ်ချက်ရှိရှိပေါက်ဖြက်မှုတွေကိုအထင်အရှားကျူးလွန်ထားတဲ့သူတွေဖြစ်နေတယ်လို့ GNU ကထောက်ပြပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ မကွေးတိုင်းကအချက်ဖတ်စစ်တပ်ထိန်းချုပ်လို့ရနေသေးတဲ့၁၄မြို့ပေါ်မှာအဝေးသင်းတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုစစ်တပ်ကကြိုတင်မဲတွေပစ်ခိုင်းနေပြီးမဲမပေးတဲ့သူတွေကိုကျောင်းဆက်တက်ခွင့်မပြုဘူးဆိုပြီးတော့ပါအချက်ကင်ချင်းချောက်နေတယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့လက်ရှိအချက်ဖတ်စစ်တပ်ကကော့ပီထိန်းချုပ်လို့ရနေသေးတဲ့၁၄မြို့ပေါ်မှာနိုဝင်ဘာလ၂၀ရက်နေ့ကပဲ၁၄မြို့ထွေအုပ်ယုံအတွင်းကျောင်းဆရာဆရာမတွေ မဲကော်မတီအဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှုတွေအပြင်အချက်ဖက်စစ်သားတွေနဲ့ပြူစောတိတွေကကြောင်ကြားရက်ွက်နဲ့မြင်တင်ရက်ွက်မှာရှိတဲ့ပြည်သူတွေနဲ့အဝေးသင်းတက်ကတော့တက်မဲ့ကျောင်းသူတွေစီကနေကြိုတင်မဲတွေကောက်ယူခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုကောက်ယူရမှာမကွေးနဲ့ရေနံကျောင်းကအဝေးသင်းတက်ကတော့တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတော်တော်များများဟာလာရောက်မဲပေးတာမျိုးမရှိတဲ့အတွက်အဲ့ဒီလိုမဲမပေးတဲ့သူတွေကိုကျောင်းဆက်တက်ခွင့်မပြုဘူးဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ပြီးတော့ကြိုတင်မဲတွေကောက်ယူသွားတယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကပြောထားပါတယ် ဒါအပြင်အချက်ပစစ်တက်ကစလင်းမျိုးပေါ်တီကြီးဖျားထဲမှာလဲစိုင်းပုတ်ထောင်ပြီးအိမ်တော်စုစရင်ရှိသူတိုင်းမဲလာထဲပို့နဲ့မဲမပိတဲ့သူတွေကိုထောင်နှံချမှတ်မယ်ဆိုပြီးတော့ပါချင်းချောက်ထားသေးတယ်လို့သိရပါတယ်။တရှိအချက်ပစစ်တက်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကလက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့ တို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတုအယောင်ရွေးကောက်ပွဲကိုတို့ဘာသာ အတင်းအကျပ်ပြုလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးလက်ရှိတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအတိအမှတ်ပြုတာမျိုးမရှိတဲ့အပြင်နိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာတို့ဘာသာမရရတဲ့နီးနဲ့လှုပ်ဖို့စီစဉ်နေတာဖြစ်ပြီးအခုလုံးကိုတက်ကတူတက်မဲ့ចောင်းသားចောင်းသူတွေကိုပါမဲမပေးရင်ចောင်းဆက်တက်ခွင့်မပြုဘူးဆိုတာမျိုးတွေအတိစစ်တပ်ကအ တင်းအချက်ချင်းချောက်ပြီးတော့မဲပေးခိုင်းနေတာတွေကိုလည်းတွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့အကြက်ဖက်မဲအွန်လိုင်းခေါင်းဆောင်တဲ့မြန်မာစစ်အုပ်စုဟာနိုင်ငံတကာ PR တွေကြောင့်မတတ်တာပဲကြက်ဖြတ်နှိမ်နှင်းရေးကိုအလင်းစလို့လှုပ်ဆောင်လိုက်ရတယ်လို့ writer တင်းမှာဖော်ပြထားပါတယ်ပြီးခဲ့တဲ့အပတ်ကပဲအကြက်ဖက်မဲအွန်လိုင်းရဲ့ဖတ်အံမြုပ်ခီးစဉ်အပြီးနောက်တရက်မှာစစ်တပ်အရာရှိတွေကသူတို့လက်အောက်ခံ BG ရဲ့တပ်နဲ့တွေ့ဆုံခဲ့ပြီးတော့တနင်္ဂနွေနေ့အရောက်မှာမဲအွန်လိုင်းကိုတိုင်သူ့လက်အောက်ခံ BG ရဲ့တပ်နဲ့တွေ့ပြီး ိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေကိုချက်ချင်းနှိမ်နှင်းမှုအမိန်ပေးခဲ့တယ်လို့အဲ့ဒီတွစ်ဆုံမှုကိုတည်တဲ့သတင်းရင်းမြစ်ကပြောထားတာကို writer သတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီလိုချက်ဖတ်မင်းအွန်လိုင်းခေါင်းဆောင်တဲ့မြန်မာစစ်အုပ်စုဟာနယ်စပ်မှာရှိတဲ့သူတို့စစ်တပ်လက်အောက်ခံ BGF တပ်လို့နေကြဆောင်တပ်တွေထိန်းချုပ်ထားရနေမြေတွေကကြားဖြတ်ငွေလိမ်ဂိုင်းတွေကိုအလင်းစလိုနှိမ်နှင်းမှုအမိန်ပေးနေတာတွေဟာနိုင်ငံတကာဖိအားတွေကြောင့်အပြင်အရေးကြီးဆုံးကအမေရိကန်နိုင်ငံကနေမြန်မာနိုင်ငံနေဆက်မှရှိတဲ့ကြက်ဖြတ်ငွေလိမ်ကွန်ရက်တွေကိုနှိမ်နှင်းမှု FBI မှာပါတဲ့အထူးတပ်ဖွဲ့ပါဖွဲ့လိုက်တဲ့အကြောင်းတရားဝင်ထုတ်ပြန်လိုက်တာကြောင့်အမေရိကန်နိုင်ငံဘက်ကတိုက်ရိုက်အရေးယူမှုတွေလှုပ်လာမှာကိုမြန်မာစစ်တပ်ဘက်ကတော်တော်လေးစိုးရိမ်ပူပန်မှုတွေဖြစ်လာပြီးသူတို့စစ်တပ်ကိုယ်တိုင်ရောသူတို့လက်အောက်ခံ BGF တပ်တွေလို့နေကြဆောင် တပ်တွေပါနောက်ွယ်ကနေလှုပ်ခွင့်ပေးထားပြီးပူပေါင်းပါဝင်ပတ်သက်နေတဲ့အဲ့ဒီကြားပြတ်ငွေလိမ်လုပ်ငန်းတွေကိုအခုတော့သူတို့ကပြန်ပြီးအလင်းစလိုနှိမ်နှင်းခိုင်းမှုအတွက်မဲအွန်လိုင်းကိုယ်တိုင်သူ့လက်အောက်ခံ BGF တပ်တွေနဲ့တွေ့ပြီးတော့အမိန်ပေးနေတာဖြစ်တယ်လို့ ဒေတာတွင်းသတင်းအရင်းမြစ်တွေကပြောထားကြပါသေးတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဒေယုနိုင်ငံရောအမေရိကန်နိုင်ငံကပါကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုကမြန်မာနိုင်ငံမှာရှိတဲ့ကြားပြတ်ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းမှုဖိအားပေးလာတာဟာမြန်မာစစ်တပ်နဲ့သူ့ရဲ့လက်အောက်ခံ BGF တပ်လူနေကြားဆောင်တပ်တွေကိုအကြက် အတဲတဲ့ရောက်စီတာဖြစ်ပြီး မတက်တာပဲကြားပြတ်နှိမ်နှင်းရေးကိုအလင်းစလိုလှုပ်ဆောင်လိုက်ရတဲ့သဘောဖြစ်တယ်လို့ကမ္ဘာလုံးဆိုင်ရာနိုင်ငံကရာဇဝတ်မှုတိုက်ဖြတ်ရေးသုတေသနအဖွဲ့ရဲ့ Jason Tower ကပြောဆိုထားမှုကို Writer တင်မှာဖော်ပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းဆလင်းမြို့နယ်ကပူစော့တီတွေအများဆုံးကြီးစိုးထားတဲ့စေတုရှင်ကုန်းကျေးရွာဖျားဝင်းအတွင်းကကျေးပိတ်တာအချိန်80ကျော်ရှိတဲ့ကျေးခေါင်းလောင်းကိုအချက်ဖက်စစ်တဲ့လက်အောက်ခံပူစော့တီခေါင်းဆောင်အုတ်ချုပ်ရည်မှုထိုးနိုင်လို့အဖွဲ့ကခိုးယူသွားပြီးတော့ PDF လက်ချက်ဆိုပြီးလိမ့်လေတည်င်းဖြန့်နေပြန်တယ်လို့ဒေသခံပြည်သူတွေကိုယ်တိုင်ရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ18ရက်နေ့ကပဲစလင်းမျိုးနယ်ကပူစောတီတွေအများဆုံးကြီးစုထားတဲ့စေတုရှင်ကုန်းချေးရွာဖျားဝင်းအတွင်းကချေးပိတ်တာအချင်း80ကျော်ရှိတဲ့ချေးခေါလောင်ကိုအချက်ဖက်စစ်တဲ့လက်အောက်ခံပူစောတီကောင်းဆောင်အုတ်ချုပ်ရည်မှုထုံးနိုင်လို့အဖွဲ့ကပဲခိုးယူခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီနောက်ချေးခေါလောင်ကိုခိုးယူသွားတဲ့ပူစောတီကောင်းဆောင်အုတ်ချုပ်ရည်မှုထုံးနိုင်လို့အဖွဲ့ကပဲ ဒါဟာ PDF လက်ချက်ဆိုပြီးတော့စစ်တပ်ကိုလိန်လဲပြောဆိုပြီးဂျေးရွာတွေကိုစစ်သားတွေခေါ်လာတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီခေါလောင်းပျောက်ဆုံးသွားတဲ့ကိစ္စကိုအကြောင်းပြပြီးအကြမ်းဖက်စစ်တပ်ကစေတုရှင်ကုန်းဂျေးရွာအတွင်းကို4ကား2စီး light truck ကား2စီးအင်အား80ကျော်နဲ့ရောက်လာကြတယ်လို့တကယ်တမ်းကအဲ့ဒီဂျေးရွာမှာပြူစော့တီတွေအများဆုံးကြီးစိုးထားတာဖြစ်တဲ့အပြင်အဲ့ဒီဖျားဝဲအနားမှာလည်းသူတို့ပြူစော့တီတွေပဲကင်းလဲနေကြတာဖြစ်တယ်လို့ သူတို့ပြောသလို PDF တွေလာရင်ပြစ်ခတ်မှုတွေဖြစ်ကြမှာဖြစ်ပေမဲ့ဘာပြစ်ခတ်တမ်းမှလည်းမကြသလိုဘယ် PDF မှလည်းကြေးရွာတဲ့ကိုမဝင်လာပဲဖခင်ကကြေးခေါလောင်ပျောက်သွားတာဟာတကယ်ကပျစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှုထုံးနိုင်လို့အဖွဲ့ကပဲခိုးယူခဲ့ကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကိုယ်တိုင်အခြေအနေကိုရှင်းပြထားကြပါလိမ့်ဒါအပြင်အဲ့ဒီစေတုရှင်ကုန်းကြေးရွာဖခင်ဝင်းတဲ့အနည်းဆုံးအိမ်ကလည်းစစ်တလောက်ခံပျစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှုထုံးနိုင်ရဲ့နေအိမ်ဖြစ်ပြီးအခုပျောက်ဆုံးသွားတဲ့ခေါလောင်ဟာ ကျေးပိတ်တာအချင်း80ကျော်ရှိတဲ့အတွက်အ ਨੇ စုံလူ9ဦးလောက်ကဝိုင်းမရမှာဖြစ်တဲ့အပြင်၃ဘင်းဆိုင်ကဲကာဒါမှမဟုတ်နွားလေးရှိမှတည်ယူနိုင်မှာဖြစ်ပြီးတော့အဲ့ဒီလိုအခြေအနေမှာပြူစောတိကောင်းဆောင်အုပ်ချုပ်ရေးမှူးထွန်းနိုင်ရဲ့နေအိမ်အနီးလေးဖြစ်တရွာလုံးကိုပြူစောတိတွေကကြီးစိုးထားတာလည်းဖြစ်တဲ့အတွက်သူတို့ပြောသလို PDF ကလာပြီးအေးအေးဆေးဆေးမှသွားတာမျိုးဆိုတာဘလို့မှမဖြစ်နိုင်တာကြောင့် PDF လက်ချက်ဆိုပြီးလိန်လေလွှတ်ချနေတဲ့ပြူစောတိကောင်းဆောင် အုပ်ချုပ်ရေးမှုထုံးနိုင်လို့အဖွဲ့ကပဲခိုးယူခဲ့ကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကိုယ်တိုင်ပြောပြထားကြပါလိမ့်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်ကမုံရွာမန္တလေးလမ်းမမှာအချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်တွေကကြားဖြတ်တိုက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ဘက်က၅ဦးကတော့ထိခိုက်သေးဆုံးမှုတွေရှိသွားပြီတဲ့နော်စစ်ကားတွေနဲ့အတူမောင်းပြေးသွားကြတယ်လို့မုံရွာခံ PD ရဲ့တရင်လေးတက်ခွဲနှစ်တက်ခွဲမှုကို Wi-Fi ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ20ရက်နေ့မနက်ပိုင်းကပဲ အနောက်မြောက်တိုင်းစစ်တနာကျုပ်ကနေမုံရမန္တလေးလမ်းပိုင်းအတွင်းတံပြားကကား၃စီးနဲ့အတူဝင်ရောက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရိတ်တပ်တွေကမုံရမြို့နယ်မအူဂိတ်အထွတ်မှာဖျက်အပြစ်မိုင်းတွေပါအသုံးပြုပြီးတော့ဝိုင်းဝန်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်တပ်က၅ဦးကတော့မိုင်းမီတဲ့သူတွေရောပစ်ခတ်ခံရမှုတွေကြောင့်ပါထိခိုက်သေးဆုံးမှုတွေရှိသွားပြီးတဲ့နောက်စစ်ကားတွေနဲ့အတူမောင်းပြေးသွားကြတယ်လို့မုံရခိုင် PD ရဲ့တရင်လေးတစ်ခွက်နှစ်တက်ခွဲမှုကို Wi-Fi ကပြောထားပါတယ် လက်ရှိစကိုင်းတိုင်းဘက်မှာတော့အကြက်ဖက်စစ်တပ်ကမြို့ပေါ်နေရာလေးတွေကိုသာအဓိကထိန်းချုပ်ထားနိုင်ပြီးကျန်တဲ့မြို့ပြင်နေမြေအများစုကိုတော်လှန်ရေးတပ်တွေကသာထိန်းချုပ်ထားသလိုစစ်တပ်ကအခုလိုမြို့ပြင်နေရာတွေကိုစစ်ကားနယ်ပဲဖြစ်ဖြစ်စစ်ကြောင်းနယ်ပဲဖြစ်ဖြစ်ထွက်လာတာနဲ့တော်လှန်ရေးတပ်တွေရဲ့ဤပေါင်းစုံနဲ့တိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေဖြစ်တယ်လို့လည်းဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ Honestly, no one wants to think about HIV, but there are things that everyone can do to help prevent it. တက်ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်ကရတပီသူရိနေထိုင်ရာရတုံချေးရွာနဲ့ဘူတောင်းကန်ချေးရွာအကြားမှာရှိတဲ့တော်တဲတွေကိုအချက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့်အသက်9နှစ်နဲ့10နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးထားပြန်တယ်လို့မုံရွာမြို့နယ်ပလဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စစ်တပ်ဟာမုံရွာမြို့နယ်ကရတပီသူရိနေထိုင်ရာရတုံချေးရွာနဲ့ ဘူတောင်းကန်ကြေးရွာအခြားမှာရှိတဲ့တော်တဲတွေကိုဘာတိုက်ပွဲမှမဖြစ်ပဲရွေချက်ရှိရှိလေချောင်းကနေဘုံချက်တိုက်ခိုက်သွားတယ်ဆိုပါလေအဲ့ဒီလိုအချမ်းဖတ်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်အသက်9နှစ်အရွယ်မောင်ဟိန်းထက်နဲ့အသက်10နှစ်အရွယ်မအီရွှေကြီးဖြိုးဆိုသူကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးထားပြန်တယ်လို့ဘုံရွာမြို့နယ်ပလပရဲ့တာဝန်ရှိသူတို့ကပြောထားပါလေလက်ရှိအချမ်းဖတ်စစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်လည်လုံခြုံနေတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းတွေတိုးလို့မရတဲ့နေရာတွေဆို တိုက်ပွဲဖြစ်ပွားမှုမရှိလေအယတပြည်သူတွေနေထိုင်ရာနေရာတွေကိုဓမင်းတကဥတီပြီးအခုလိုလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်နေကြတယ်လို့လေဒေတာတွင်တရင်အရင်မြေကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံဆာနာရှင်လက်အောက်ကနေလွတ်မြောက်ဖို့အတွက်လန်ဒန်ရောက်မြန်မာတွေအနေနဲ့ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်ဖို့မြန်မာ unity movement အဖွဲ့ကတိုက်တွန်းထားပါတယ် လက်ရှိ UK နိုင်ငံမှာဆန္ဒပြတာတွေကိုတရားဥပဒေကအပြည့်အဝကာကွယ်ပေးထားတဲ့အခွင့်အရေးရှိတဲ့အတွက်ဘယ်သူကမှဘယ်အာဏာရှင်လက်ပါစီကမှဘလို့နီးလနဲ့မှဆန္ဒပြပွဲတွေကိုနှောက်ယှက်ဖျက်ဆီးလို့မရတာကြောင့်ဒီအခွင့်အရေးကိုအသုံးချပြီးမြန်မာနိုင်ငံဆန္ဒရှင်လက်အောက်ကနေလွတ်မြောက်ဖို့အတွက်တစ်ဖက်တစ်လမ်းကနေဆန္ဒထုတ်ဖော်မှုတွေနဲ့ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့မြန်မာ Unity Movement အဖွဲ့ကဆိုပါတယ် လက်ရှိမှာလဲလန်ဒန်မှာမြန်မာ unity movement အဖွဲ့ကဦးဆောင်ပြီးမြန်မာနိုင်ငံဆန္ဒရှင်လက်အောက်ကနေလွတ်မြောက်ဖို့အတွက်ဘတော်မှနောက်မဆုတ်ပဲအပတ်စဉ်ဆက်လက်ဆန္ဒပြနေတာဖြစ်တာကြောင့်လန်ဒန်ရောက်မြန်မာတွေအနေနဲ့အပတ်စဉ်ဆန္ဒပြမှုတွေမှာလာရောက်ပူးပေါင်းပါဝင်လို့ရပါတယ်လို့ဖိတ်ခေါ်ထားပြီးဆန္ဒပြပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလူမှုကွန်ရက်ကတစ်ဆင့်မေးမြန်းတဲ့အခါကြန့်ကြာနိုင်တဲ့အတွက်ဆန္ဒပြပွဲကိုလူကိုယ်တိုင်လာရောက်မေးမြန်းတာကပုံမှန်ထိရောက်နိုင်တယ်လို့လည်းမြန်မာ unity movement အဖွဲ့ကပြောထားပါသေးတယ်ခင်ဗျ။ ကျွန်တော်ရဲ့ channel ကိုကြိုက်နေဆိုရင်လည်း like ရယ် subscribe လုပ်လည်းပြီးခဲ့ဖို့မမိကြပါနဲ့